ကျွန်တော်ဒီဗီဒီယိုမှာကျွန်တော်အမေးအမြစ် Adiga Hybrid နဲ့ Adiga အဟောင်းနဲ့ဘာရီကွာလဲဆိုတဲ့ဟာကိုရှင်းပြသွားမှာဖြစ်တယ်။ Adiga အဟောင်းမှာနဲ့အစ်တဲ့အရှိမှာဆိုရင် share ပုံစံကွာသွားမယ်ဒါပေမဲ့မိခွက်အနေထားအကုန်လုံးအတူတူပဲအနောက်မှာဆိုရင်ကျွန်တော်တို့အာဒီက hybrid အစ်စ်မှာအပေါ်နာလေးမှာနီဂယ်တန်းလေးပါသွားမယ်ပေါ့နော်ကျွန်တော် CRM ကိုတွက်ကြည့်မယ်ဆိုရင်တော့ဖြစ်အာဒီကအစ်စ်ရဲ့ CRM မှာကျတော့ကျွန်တော်တို့ဖုန်းချတာ၊ကင်တာ၊ပါမယ်ပြီးရင် cruise control တွေအဲပါသွားမှာဖြစ်တယ်နောက်ထပ်ကျွန်တော်တို့ဒိုင်ကွက်ကိုတွက်ကြည့်မယ်ဆိုရင်ဒိုင်ကွက်မှာ kilometer range ကိုအဟောင်းမှာပြရတယ် ဒါပေမဲ့အစ်စ်မှာじゃကျွန်တော် function ပို့စုံသွားရပေါ့เนาะအဲကီလိုမီတာပါလီတာတွေပြီးတော့အများကြီး function ပြီးတော့ဆက်ကိုဘယ်လောက်ဖွင့်ထားပြီးလဲအဲ့ဒါတွေဘယ်နှမိုင်မောင်းထားလဲပေါ့เนาะပြီး motion နေပြီးတော့ဟို power တွေပြီးရင် hybrid နေ ကျွန်တော်တို့အင်ဒီစီနဲ့ပေါ့နော် engine နဲ့ကို recycleation လုပ်နေတဲ့ဥစ္စာလေးအဲ့ဒါကိုပြရဲခုံကြည့်မယ်ဆိုရင်တော့ခုံသားกว่าပါတယ်အဟောင်းကနည်းနည်းပုံမဲ့အတက်ကကြတော့ကျွန်တော်တို့ဘေးနာအသားလေးကပို့ပြီးတော့ကောင်းပါတယ်ပြီးတော့ side cover လေးဘက်ကိုကြည့်မယ်ဆိုရင်ကျွန်တော်ကျွန်းဟိုကအနီနဲ့အေးအဟောင်းအနီအစ်စ်မှာကျွန်တော်အမဲကျွန်းမဲကိုတုံးထားတာဖြစ်တယ်ပြကျွန်တော်တို့ဒီဘက်မှာကြည့်မယ်ဆိုရင်အဟောင်းမှာ parking အစ်စ်ပဲပါတယ် အစ်စ်မှာကြာတော့ကျွန်တော်တို့ auto start stop တွေပါဝါမယ်ပြီး traction control တွေပါဝါမယ်ပေါ့နော်အဲ့အားကြီးကွာချပါပါ